ဒီညီကိုမြောက်ကိုဘာမှပထမဆုံးလေရင်ကိုတီထွင်ခဲ့ကြတဲ့သူတွေလို့အများအားသိရှိထားကြပါတယ်။နောက်ပြီးရန်ကိုစိတ်ဝင်စားဖို့ကောင်းတာကသူတို့ကစပိန်ပြည်နယ်သူတွေပါ။ဟုတ်ပါတယ်။သင်နာကြမပါပါဘူး။စပိန်ပြည်နယ်သူတွေကလေရင်ကိုတီထွင်ခဲ့တာပါ။မင်္ဂလာပါ။ဒီနေ့ကျွန်တော်တို့သိကျင်တဲ့မိန်းကုံတစ်ခုနဲ့စလိုက်ကြရအောင်။အဘပထမဆုံးလေရင်ကိုတီထွင်ခဲ့တဲ့သူတွေဟာဘသူတွေလဲလို့မေးလိုက်ရင်လူတိုင်းရဲ့ပစပြမှာ right ညီကိုလိုပဲဖြေကြမှာသိကြပါရယ်။ဒါပေမဲ့သူတို့တီထွင်ခဲ့တဲ့လေရင်က59စက္ကန့်ပဲပြန်သန်းနိုင်ခဲ့ပြီး 260မီတာလောက်ပဲသွားနိုင်ခဲ့တယ်ဆိုတာသင်သိပါသလားဒါဆိုဒီလိုမျိုးခဏလေးပဲပြန်သန်းနိုင်တဲ့လေယာဉ်ကိုတီထွင်ခဲ့တဲ့သူတွေကိုဘာလို့ကမ္ဘာပထမဆုံးလေယာဉ်ကိုတီထွင်ခဲ့တဲ့သူတွေအဖြစ်သမိုင်းကမှတ်တမ်းတင်ထားရတာလဲယနေ့ခေတ်ကမ္ဘာပဲပြန်သန်းနေတဲ့လေယာဉ်ကြီးတွေရဲ့အဆကဘသူတွေလဲဒီတားရောင်တွေကိုစိတ်ဝင်စားစရာကောင်းတဲ့ဇလံပုံစံနဲ့အသေးစိတ်ရှင်းပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ကြရအောင်ဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel ကို subscribe လုပ်ပေးပြီးဒီဗီဒီယိုလေးအပေါ်မှာ border match လေးတွေရေးပေးခဲ့ဖို့လဲတောင်းဆိုချင်ပါတယ် ကွန်မန့်ရေးဖို့အချိန်မရှိဘူးဆိုရင်လည်း emoji တစ်ခုခုမန့်ခဲ့ပေးနိုင်ပါတယ်။လူသားတွေကလေထဲမှာပြန်သန်းမှုအိမ်မက်မခဲ့ကြတာဟာနှစ်ပေါင်းရာနဲ့ချီကြာမြင့်ခဲ့ပါပြီ။ right ညီကိုမတိုင်ခဲ့ကလည်းဒီအိမ်မက်ကိုအကောင်အထည်ဖို့ကြိုးစားခဲ့တဲ့ပညာရှင်တွေအများကြီးရှိခဲ့ပါတယ်။သူတို့တွေကထင်ရှားတဲ့ပုံကုန်အုပ်ကိုပြပြပေးပါမယ်။ပထမတူကတော့ဂျာမနီလူရင်းပညာရှင်အော်တိုလီလီယန်တဲ့ပဲဖြစ်ပါတယ်။သူကတော့လေဟုန်စီးတဲ့ကလီယာဂလစ်တာကိုတီထွင်နိုင်ခဲ့ပြီး ဒီထဲမှာလူသားတူတွေတူထွာပြန်သန်းနိုင်တယ်ဆိုတာကိုပထမဆုံးသက်သေပြခဲ့တဲ့သူဖြစ်ပါတယ်။သူကတော့အောင်မြင်တဲ့ပြန်သန်းမှုပေါင်း2000ကျော်ကိုလူပြုလုပ်ခဲ့ပြီးတော့အကောင်းဆုံးပြန်သန်းမှုကတော့ပေရှိယာ240မီတာအထိကိုရောက်ရှိခဲ့ပါတယ်။ဒါပေမဲ့သူ့မှာပြဿနာအကြီးကြီးတစ်ခုရှိခဲ့ပါတယ်။အဲ့ဒါကတော့လင်းငုံထင်းကျုံနိုင်စမ်းမရှိတာပါ။ဒီလိုထင်းကျုံမှုရှိတဲ့အတွက်နောက်ဆုံးမှာမတော်တဆမှုနဲ့ကွယ်လွန်ခဲ့ရပါတယ်။နောက်တစ်ခုကတော့အမေရိကန်သိပ္ပံပညာရှင်ဆမ်မူရယ်လန်လေးပဲဖြစ်ပြီးသူကတော့အင်ဂျင်တက်ထားတဲ့ Aerodrome လင်းငုံကိုတီထွင်ခဲ့ပါတယ်။ သူ့လေရင်ပုံစံငယ်ကမိနစ်ပိုင်းထိပြန်တန်းနိုင်ခဲ့ပေမဲ့လူသားတင်ဆောင်နိုင်တဲ့လေရင်ကိုဆန်းသက်တဲ့ခါမှာတော့ထိန်းချုပ်မှုစနစ်မကောင်းတဲ့အတွက်ပျက်စီးသွားခဲ့ရပါတယ်။ဒီပညာရှင်တွေကလေရင်ကိုအကောင်ပြီးဝေဝေးပြန်တန်းနိုင်ဖို့ကိုပဲအာရုံစက်ခဲ့ကြပြီးထိန်းချုပ်နိုင်စမ်းဆိုတဲ့အရေးကြီးဆုံးချက်ကိုလှည့်လုရှုထားခဲ့ကြပါတယ်။ဒီမြန်မာပဲ right ညီကိုရဲ့ဇလန်းကစတာပါပဲ။သူတို့ကပညာရေးဘွဲ့ရသိပ္ပံပညာရှင်တွေမဟုတ်ပါဘူး။အအောင်စရအကောင်းစားပဲစပိန်ပြည်ဆိုင်ပိုင်ရှင်တွေဖြစ်ပါတယ်။ဒါပေမဲ့သူတို့မှာတခြားပညာရှင်တွေတာလွန်တဲ့အမြင်တစ်ခုရှိခဲ့ပါတယ်။အဲ့ဒါကတော့ထိန်းချုပ်နိုင်စမ်းပါ။ငှက်တွေပြန်တန်းမှုကိုသေစိတ်လေ့လာပြီး တို့ရဲ့ခန္ဓာကိုယ်ကိုလေထဲမှာဘလို့ချိန်ကြီးလဲဆိုတာကိုနေ့စဉ်နဲ့အမျှစောင့်ကြည့်လေ့လာခဲ့ကြပါတယ်။ဒီလိုလေ့လာမှုကနေသူတို့ကလင်ရဲ့အတောင်ပိုင်းတွေကိုလင်မှုကိုယ်တိုင်ထိန်းချုပ်နိုင်တဲ့ Ring Rapids နှစ်ကိုတည်ထွင်ခဲ့ကြပါတယ်။သူတို့ဟာကမ္ဘာပထမဆုံးလင်ရင်လေတိုက်ခန့်တုံးကိုစမ်းသပ်တဲ့စခန်းကိုကိုယ်တိုင်တည်ဆောက်ခဲ့ပြီးတော့သူတို့ရဲ့ဒီဇိုင်းတွေကိုထောင်ပေါင်းများစွာအချိန်ချင်းစမ်းသပ်ခဲ့ပါတယ်။ဒီလိုလက်တွေ့ကျတဲ့နည်းလမ်းတွေကြောင့်သူတို့ကတခြားသူတွေအတွက်တာလွန်အာမြင်စေခဲ့တာပါ။ဒီလိုစ조사အားလုံးမှုတွေရဲ့ရလဒ်ကတော့1903ခုနှစ်ဒီဇင်ဘာ18ရက်နေ့မှာ Right ညီကိုဟာ မြောက်ကယ်လီဖိုးနီးယားပြည်နယ် KTV ဟေးမှာသူတို့ရဲ့ fire လင်းရင်နဲ့တမိုင်းဝင်ပြန်တမ်းမှုတစ်ခုကိုပြုလုပ်နိုင်ခဲ့ပါတယ်။နေဖြစ်သူ Ori Red ကပထမပြန်တမ်းမှုကိုမောင်းနှင်ခဲ့ပြီး12စက္ကန့်နဲ့ပေ320ပွာကိုရရှိခဲ့ပါတယ်။နောက်ဆုံးပြန်တမ်းမှုမှာတော့အခုဖြစ်သူ River Right ကမောင်းနှင်ခဲ့ပြီး59စက္ကန့်အကြာပြန်တမ်းနိုင်ခဲ့က652ပေအထိရရှိခဲ့ပါတယ်။ဒီပြန်တမ်းမှုဟာအချိန်တူတောင်းခဲ့ပေမဲ့လူသားတို့ဟာလင်းရင်ကိုထိနေဝီပြန်တမ်းနိုင်နေဆိုတာကိုပထမဆုံးအချိန်တက်တည်ပြန်နိုင်ခဲ့တဲ့အတွက်တမိုင်းဝင်သွားခဲ့တာပါ။ဒါကြောင့်လဲသူတို့ကိုကမ္ဘာပထမဆုံးလင်းရင်ကိုတည်ထွင်ခဲ့တဲ့သူတွေဖြစ် မှတ်တမ်းတင်ခဲ့ကြတာဖြစ်ပါတယ်။ရိုင်းညီကိုရဲ့တီထွင်မှုကအုံမြစ်တစ်ခုကိုခြာပြီးခဲ့တာပါ။ဒီအုံမြစ်ပေါ်မှာနောက်ပိုင်းပညာရှင်တွေကပိုပြီးကောင်းမွန်တဲ့လေယာဉ်တွေကိုဆက်လက်တွေ့ထင်ခဲ့ကြပါတယ်။ပြင်သစ်ပညာရှင်လူတွေဟာလေယာဉ်နဲ့အင်္ဂလန်ရေလက်ကြားကို38မိနစ်ကြာဖြတ်သန်းနိုင်ခဲ့ပြီးလေယာဉ်ဟာရေရှင်ခီးသွားလာဖို့ဖြစ်နိုင်တယ်ဆိုတာကိုလည်းသက်သေပြခဲ့ကြပါတယ်။နောက်ပြီးတော့အမေရိကန်လေယာဉ်မှူးချာလင်ဘက်က33နှစ်ခွဲကြာအောင်တစ်ဆက်တည်းပြန်သန်းနိုင်ပြီးအတ္တလန်နေတမုတ်တရာကိုတော်တဲ့အောင်မြင်စွာဖျက်ချွတ်နိုင်ခဲ့ပြီးအဘလေကြောင့်ခီးသွားလာရေးလုပ်ငန်းအတွက်လမ်းဖွင့်ပေးခဲ့တာဖြစ်ပါတယ်။ ောက်ပိုင်းမှာတော့ဗီတိန်နဲ့ဂျာမနီကဂျက်အင်ဂျင်ကိုဂျပန်နဲ့နီဗာတီထွင်ခဲ့ကြပြီးလင်ယူနီရဲ့အမျက်နှုံးနဲ့ပြန်တန်းနိုင်တဲ့အကွာအဝေးကိုအကြီးအကျယ်ပြောင်းလဲပစ်ခဲ့ကြပါဗျ။ဒီလိုတည်ထွင်မှုအားလုံးစုပေါင်းလိုက်တဲ့အခါမှာ1950ပြည်နှစ်လောက်မှာပဲပထမဆုံးခီးတဲ့ဂျက်လင်ယင်တွေပေါ်ထွက်လာခဲ့ပြီးတဲ့နောက်ခီးတော်လာရေးဟာလုံးဝပြောင်းလဲသွားလာခဲ့ပါဗျ။ Boring 707လို့လင်ယူနီကနေ Boring 747လို့လေအေယာမလေကြီးတွေအထိစင်ငယ်ပြောင်းလဲလာခဲ့ကြပါဗျ။အချို့အပြည့်ဆိုရင် right တို့ညီကိုရဲ့ဇွဲလုံလာနဲ့ကျူးစာအားထုတ်မှုတွေက ညာရေးဘွဲတွေထက် လက်တွေ့ကျတဲ့လေးလံမှုနဲ့စိတ်ကူးဉဏ်ကပိုရေးကြီးတယ်ဆိုတာကိုပြသနေပါတယ်။သူတို့ဟာပထမဆုံးထိန်းချုပ်နိုင်တဲ့လေရင်ကိုတီထွင်ခဲ့ကြပြီးနောက်ပိုင်းမှာတော့တခြားပညာရှင်တွေကလေရင်ကိုအချိန်ကြာကြီးနဲ့ပုံမဝေဝေးပြန်တန်းနိုင်အောင်ဆက်လက်ဖြည့်ဆည်းပေးခဲ့ကြတာဖြစ်ပါတယ်။ဒီလိုတီထွင်မှုတွေအခုပြီးတစ်ခုပေါင်းဆက်လာခဲ့တဲ့အတွက်ကြောင့်ပဲဒီနှစ်ခေတ်လိုအပါကြီးကိုမိနစ်ပိုင်းတွင်နှီးဆက်လာအောင်ပြောင်းလဲပေးနိုင်တဲ့လေချောင်းခီးသွားလာရေးစနစ်ကြီးပေါ်ပေါက်လာတာဖြစ်ပါတယ်။နောက်ထပ်ဘလို့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုသိကျင်လဲဆိုတာကွန်မန့်မှာရေးခဲ့ပေးပါအောင်။ နောက်ဗီဒီယိုဒီမှာပြန်လည်တွေ့ကြတာပေါ့ဘိုင်ဘိုင်